ကြီးချို့ယောဂရှင်တော်တော်များများဆိုလို့ရှိရင်ကြောက်ခတ်ထိမာကိုပေါ့နော်အရန်ကမဆိုးရင်ကြတယ်တကယ်လဲစီးချို့ယောဂတဲ့တွေဆိုလို့ရှိရင်ကြောက်ကပျက်စီးစေတဲ့အ धिक ကြောင်းရင်းတွေထဲကနေပြီးတော့တစ်ခုပဲပေါ့နော်စီးချို့ယောဂရှိနေတဲ့သူ၃ယောက်မှဆိုလို့ရှိရင်တစ်ယောက်ကကြောက်ခတ်ထိခိုက်တာတွေကိုတွေ့ရတယ်ဒါကြောင့်မို့လို့စီးချို့ရှိနေတဲ့သူတွေဆိုလို့ရှိရင်ကြောက်ကထိနိုင်လားဆိုတာကိုမျှဝေပေးမှဖြစ်ပါတယ်နော်အားလုံးမင်္ဂလာပါနော်ဝီကျော် sharing channel ကနေပြီးတော့ပြန်မယ်ကြိုဆိုလိုက်ပါတယ်နော် သီးချုပ်ယောဂရှိနေတဲ့သူတွေဆိုလို့ရှိရင်ပယ်ချိန်နောက်မှာကြောက်ကပ်ပြီးထိမလဲပယ်ချိန်နောက်မှာကြောက်ကပ်ပြီးပျက်စီးမလဲဆိုပြီးတော့ပေါ့နော်တော်တော်လေးကိုစိုးရိမ်နေကြတာပေါ့နော်ဒါကြောင့်မို့လို့သီးချုပ်ကြောက်ကြောက်ကပ်မထိအောင်ယူဆိုင်နိုင်မှဖြစ်မှာပေါ့နော်ဒါကြောင့်မို့လို့သီးချုပ်ယောဂရှိနေတဲ့သူတွေဆိုလို့ရှိရင်ဘလောက်ကြာမှကြောက်ကပ်ထိနိုင်မလဲဆိုလို့ရှိရင်အမျိုးအစားသစ်သီးချုပ်ယောဂရှိနေတဲ့သူတွေတော်တော်များများကယောဂရှိပြီးတော့နှစ်နှစ်ကနေပြီးတော့၅နှစ်အတွင်းမှာကြောက်ကပ်အဖြေတွေကပုံမှန်မဟုတ်တော့တာကိုတွေ့ရတယ်လို့ပြောလို့ရပါ ပေါ့เนาะပြီးလို့ရှိရင်တချို့လူနာတွေကဘာပြင်လက္ခဏာမှလည်းမရှိဘူးပြီးလို့ရှိရင်သွေးစစ်စီးစစ်တာကအဖေတွေကပုံမှန်ပဲဒါအပြင်လူနာတွေရဲ့30 40ရာခိုင်နှုန်းလောက်ကတော့10နှစ်ကနေပြီးတော့နှစ်30အသွေးမှာပိုပြင်းထန်တဲ့ကြောက်ကက်ပျက်စီးတာမျိုးတွေလည်းရှိနေနိုင်ပါတယ်เนาะတကယ်လို့အမျိုးသားနှစ်စီးချုပ်ယောဂရှိနေတဲ့သူတွေကတော့ပြောဖို့ကတော့ခက်တာပေါ့နော်ဒါပေမဲ့အမျိုးသားသစ်စီးချုပ်ယောဂရှိတဲ့သူတွေရဲ့ကြောက်ကထိဖို့ချိန် ကတော့အတူတူလောက်ပဲလို့ယူဆလို့ရတယ်เนาะတခုရှိတာကဒီဘယူအားဖြစ်ဆိုလို့ရှိမနော်နေထိုင်စားတောက်ပုံစီးချိုအခြေအနေပေါ်မှာမူတည်ပြီးတော့စောစောဖြစ်တာနဲ့နောက်နောက်ကျဖြစ်တာလဲကွာချားနိုင်တာပေါ့เนาะဒါဆိုလို့ရှိရင်ဘလို့စီးချိုယောဂရှင်တွေကကြောက်ကက်ကိုပို့ထိနိုင်လဲဆိုလို့ရှိရင်စီးချိုယောဂအသက်ရနေတဲ့သူတွေကကြောက်ကက်ထိနိုင်ကြီးကပိုများတယ်ဒါကကိုတတ်နိုင်တဲ့အချက်တော့မဟုတ်ပေါ့เนาะတချို့စီးချိုယောဂမှန်လုံးဝမသိပဲနဲ့ကြောက်ကက်မကောင်းဘူးလို့ထင်လိုက်ပြီးတော့စစ်ဆေးလိုက်တာတော့ စီးချိုယောဂခံရှိနေမှသိကြတာမျိုးတွေလည်းရှိတယ်ပေါ့နော်။ဒါကအနှစ်ပေါင်းများစွာစီးချိုယောဂရှိမှမသိတဲ့ကြောက်ကပ်ဖြစ်ပြီးတော့နောက်ဆက်တွဲတွေမှာဖြစ်တဲ့စီးချိုလို့တော့ပြောလို့ရတယ်ပေါ့နော်။ဒါကိုပြန်ဆက်ဆက်ပြီးတော့စီးချိုယောဂရှိတဲ့တွေနဲ့အတူတူကြောက်ကပ်ဆော့ဆော့ပျက်စီးနိုင်ခြင်းရှိတဲ့တွေမှာဆိုလို့ရှိပေါ့နော်။စီးချိုကိုကောင်းကောင်းမထိန်းနိုင်တာကြောင့်သွေးရင်းတကြားဓာတ်တွေကအမြဲလိုလိုတက်နေတဲ့တူပြီးလို့ရှိရင်သွေးရောယောဂါပါရှိနေပြီးသွေးပေါင်ချိန်ကိုလည်းတေချာမထိန်းတဲ့တူစိတ်လိုက်တောက်နေတဲ့တူစီးချိုယောဂ ါရှိပေမဲ့အစားထောက်မစင်ကျင်တဲ့သူအငန်စားများတဲ့သူအထိုင်များပြီးတော့ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူအဝါလွန်တဲ့သူတွေနှလုံးရောဂါခံရှိနေတဲ့သူတွေတကယ်လို့မိသားစုမှာကြောက်ကပ်ပျက်စီးဖူးတဲ့သူရှိရင်လည်းကိုယ်မှာစောစောကြောက်ကပ်ထိနိုင်ကြီးများပါတယ်နော် ဒါဆိုလို့ရှိရင်ကြောက်ကထိမှန်ဘလို့သိနိုင်မလဲဆိုလို့ရှိရင်ကြောက်ကထိနေပြီလားဆိုတာတီးပိုးစောစောလေးစောစောခုတာပို့လို့တော့ပေါ့နော်ခတ်တာကကြောက်ကပြက်ဆမဆိုပါလက္ခဏာမှမပြအလူနာကိုကြည့်ရင်ပုံမှန်တိုင်းပဲသွေးစစ်စီးစစ်ကြည့်ရင်လည်းနေကောင်းတယ်သွေးဖြည့်ကြီးဖြည့်ကလည်းမကောင်းဘူးကြောက်ကစားထိပြီပေါ့နော်လို့ပြောလို့ရင်လည်းရုံမှာမဟုတ်ပေါ့နော်ဒါမဲ့စကားဆက်လို့ပြောရင်ဆိုလို့ရှိရင်စီးချိုလူနာတွေက6လတန်းကလေးကနေတစ်နှစ်တန်းဒီရက်ချင်းခေါ်ကြည့်ကြတယ်ဒါကြောင့်ပေါ့နော်စီးချိုကောင်းကောင်းထိနိုင်ရဲ့လားစီးချိုစ ေးတွေကပုံမှန်တောက်ရလားဆေးပေးထွက်ဆိုးကျိုးတွေကစားနေရလို့ဆေးမတောက်ပဲများနေမလားစီးချိုရဲ့နောက်ဆက်တွဲပြဿနာကကြောက်ကတ်တွေမြေလုံးတွေတောက်ရလားဆိုတာသိချင်လို့ခေါ်ကြတာပေါ့နော်တော်ကြာလူနာတွေရဲ့စိတ်ထဲမှာဆိုလို့ရှိရင်ရက်ချိန်နဲ့ခေါ်ပြီးတော့ဆေးတွေစစ်ဆရာဝန်တွေကပဲဒီဆေးပဲပေးနေတယ်ထင်တယ်ပေါ့နော်စီးချိုထိုင်နိုင်ပေးဖို့ဆိုလို့ရှိရင်ဆေးကိုအမြဲတမ်းဒီရှိတောက်ပေးဖို့လိုတော့ပေါ့နော်တကယ်လို့ကြောက်ကတ်ထိနေတာကိုမသိပဲနဲ့ဒီလိုယောဂရေးလာပြီးဆိုလို့ရှိရင်တွေးတိုးတွေထိုင်ရခတ်တာမျိုးတွေစီးထဲမှာအနှစ်နှစ်တွေပါလာတာမျိုးတွေ ခြေချင်းဝတ်လက်ချင်းဝတ်တွေဖောလာတာမျိုးတွေအဲ့ရနိုးနိုးချင်းဆိုလို့ရှိရင်မျက်လုံးတွေအိပ်ပြီးမျက်နှာတွေအန်းနေတာမျိုးတွေစီခနာခနာသွားချင်တာအာယုံဆူဆိုင်မှုမရှိတာမျိုးတွေမောလာတာမျိုးတွေအစာတောက်ပြတ်တာမျိုးတွေပြိုအန့်ချင်တာမျိုးတွေအသားတွေရတာမျိုးတွေနှုံတာဆတာတော့မျိုးတွေပေါ့နော်ခံစားစေနိုင်တယ်ဒါဆိုလို့ရှိရင်ကြောက်ဝင်တွေနဲ့ပြတာပြပြီးတော့ကြောက်ကက်ကိုစစ်ဆေးသိပြီနော် ဒါဆိုလို့ရှိရင်စီးချုပ်ရှိနေတဲ့သူတွေဆိုလို့ရှိရင်ကြောက်ကထိနိုင်ပြီလားဆိုတာကိုအားလုံးသိလိုက်မယ်လို့ထင်ပါတယ်เนาะဝီရိုရဲ့နောက်ထပ်ဗီဒီယိုတွေဆက်လက်ပြီးတော့ကြည့်ရှုနိုင်ဖို့ notification နဲ့ subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့เนาะ